ချစ်သူဟောင်းကိုမမေ့နိုင်မှုထင်ခဲ့ပေမဲ့အရန်ယူရတဲ့ချစ်သူအသေးလေးကြောင့်ဘဝအသေးကိုစတင်နေပြီဖြစ်တဲ့ညီထုတ်ခေါင်းမင်းသားကျော်ညီထုတ်ခေါင်းကတော့ရုပ်ချောပြီးဗော်ဒီမိုက်တဲ့မင်းသားတယောက်ဖြစ်ခဲ့ပေမဲ့ကံမကောင်းလို့ဒုတိယမင်းသားနေရာကနေသာရက်တီခွင့်ရခဲ့တာလည်းဖြစ်ပါသေးအနုပညာလောကမှာထိတ်တန့်ရောက်ဖို့ဘလောက်ပဲကြိုးစားနေပါစေအောင်မြင်မှုထိတ်တန့်မရောက်ခဲ့ပေမဲ့ပရိသတ်ရင်ထဲမှာတော့ထိတ်ဆုံးပါပဲမထင်မရှားဘဝကလေးကပရိသတ်အပေးမှုကိုအခိုင်အမာရခဲ့တဲ့ညီထုတ်ခေါင်ကအခုဆိုရင်ပရိသတ်ချစ်ကြောင့်အနုပညာလောကမှာအောင်မြင်စားပြုလာပြီလည်းဖြစ်ပါသေးတယ် ညီထိုးကောင်ကတော့တစ်ချိန်ကအမှုပညာလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လေးကြိုးစားခဲ့ပေမယ့်ခြေသူကောင်မလေးကိုဆုံးရှုံးပြီးချိန်မှာတော့အလုပ်တွေဖိလုပ်နေခဲ့တာပရိသတ်တွေလည်းတွေ့မှာပါညီထိုးကောင်ပြီးလူမတိကလေးကသူ့ကိုအားပေးထောက်ပံ့ပြီးချစ်ပေးခဲ့တဲ့ခြေသူကောင်မလေးကတော့ COVID-19 ကြောင့်ဘဝတစ်ပါးကိုကူးပြောင်းခဲ့ရတာလည်းဖြစ်ပါတယ်ခြေသူတန်ဆယ်နှစ်ကျော်ပြီဖြစ်တဲ့သူတို့နှစ်ယောက်ရဲ့ကွဲကွာမှုမှာတော့ကာယကံရှင်တွေကဘလောက်ခံစားရမလဲဆိုတာမသိပေမဲ့ပရိသတ်တွေကတော့ရင်နာလို့မဆုံးပါဘူးချစ်ရဲ့နဲ့ကွဲကွာခဲ့ရတာမျိုးပရိသတ်တွေကတော့စိတ်မကောင်းဖြစ်လို့မဆုံးကြပါဘူး ခြေတူတန်းဆယ်နှစ်ကျော်ဆိုတာနည်းနည်းနော်နော်တန်ရောစင်မဟုတ်ပါဘူး။တယောက်ကိုတယောက်ချိရနဲ့ခွဲခွာခဲ့ရတာမို့ကြာရသူတိုင်းစိတ်မကောင်းဖြစ်ခဲ့ရတာလည်းဖြစ်ပါလိမ့်။မဆိုင်သူတွေအောင်စိတ်မကောင်းဖြစ်နေချိန်မှာကြံခဲ့တဲ့ညီထိုးခေါင်ရဲ့ခန်းစားချက်ကိုမှန်းကြည့်လို့တော့ရပါလိမ့်။ညီထိုးခေါင်ကတော့ခြေတူမေဆုံးမသွားပြီးကလေးကအနုပညာလုပ်တွေကိုဖိပြီးလုပ်နေသလိုအခြေရင်နဲ့ပတ်သက်ရင်လည်းတင်းငိမ့်လွန်းလာပါလိမ့်။ပရိသတ်တွေကတော့ညီထုတ်ခေါင်တရားခြေသူခေါင်ကိုမမေ့နိုင်လို့တရားထင်းများရိုးထုတ်တော့မှလာလို့ဆိုပြီးတွေးပူနေကြတဲ့အထိပါပဲပရိသတ်တွေကတော့ဆယ်နှစ်ကျော်ကြာချစ်ခဲ့တဲ့ခြေသူကိုမေ့နိုင်မှာမဟုတ်ဘူးဆိုပြီးတွေးပူနေပေမဲ့ တည်တော်သူကြရင်မေးဆိုတဲ့စကားကလကားဖြစ်လာတာမဟုတ်ဘူးဆိုတာကိုညီထုတ်ကောင်ကတတ်သိပြလာပါပြီညီထုတ်ကောင်ကတော့အချစ်သူဟောင်းကိုရမ်းချစ်ခဲ့ပေမဲ့ပေါင်းဆက်လို့မရနိုင်တဲ့အနေအထားမျိုးအချိန်ကြာတော့မိခဲ့ပါပြီသူကအချစ်သူဟောင်းအတွက်အလူရေကူတီလောက်ပေးနေတယ်လို့တဖက်မှာလည်းသူ့အတွက်လက်တွဲဘော်ကိုရှာဖွေနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်အခြေအနေပတ်သက်ပြီးဒီငိန်လုံးနဲ့ညီထုတ်ကောင်ကတော့အေဗီလာ26ရက်နေ့မှာကြောက်ရွံ့ခဲ့တဲ့သူ့ရဲ့မွေးနေ့ပွဲမှာချစ်သူကိုအလင်းပြလာခဲ့ပြီလည်းဖြစ်ပါတယ် နောက်ထပ်ချစ်သူထပ်ထားဖို့စိတ်ကူးမရှိခဲ့တဲ့ညီထိုးခေါင်ကတော့သူ့အပေါ်ချစ်ခင်ယူရပေးတဲ့တတိမလေးရွှေစင်ထပ်ဝင်းကြောင့်စိတ်ကူးရပြောင်းခဲ့ရတာလည်းဖြစ်ပါရည်။ညီထိုးခေါင်ရဲ့ချစ်သူကတော့မင်းသမီးတယောက်မဟုတ်ပေမဲ့မင်းသမီးချောချောသူတယောက်ပါ။ချစ်စရာကောင်းပြီးချောမောလာပါသလိုပတ်စံရှိတဲ့ခရိုနီတတိမလေးလည်းဖြစ်ပါရည်။ရှင်စင်ထဝင်းကတော့ချစ်သူညီထိုးခေါင်ရဲ့မွေးနေ့မှာပတ်စံသိန်းတရာရန်ပန်းစီကိုလက်ဆောင်ပေးခဲ့တယ်လို့ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့ပွဲလေးကိုလည်းကျင်းပပေးခဲ့တာလည်းဖြစ်ပါရည်။ ညီတို့ကောင်ကတော့ချစ်သူအကြောင်းကိုတော်ရုံထုံးမပြောရက်ပေမဲ့သူ့ပေါ်ကျင်လာတဲ့ချစ်သူအကြောင်းကိုပရိသတ်တွေတီအောင်ပုံလေးတွေမျှဝေပြီးအသိပေးခဲ့တာလည်းဖြစ်ပါတယ်။ချစ်သူကောင်မလေးရွှေစင်ထဝင်းကတော့ညီတို့ကောင်ဖြစ်ခြင်းနဲ့အရာတွေကိုနောက်ကနေလိုက်ပြီးပါရမီဖြစ်ပေးနေတယ်လို့ပါပဲ။ညီတို့ကောင်ဖြစ်ခြင်းနဲ့မွေးနေ့ပွဲပုံစံလေးကျင်းပပေးခဲ့တယ်လို့စတုတီတာကျွေးတဲ့အချိန်မှလေးဘေးကနေထောက်ပံ့ပေးနေရလည်းဖြစ်ပါတယ်။ညီတို့ကောင်ကတော့အချစ်ရေးမှာတီတီငယ်ငယ်နေခဲ့ပေမဲ့အရန်ချစ်ပြရတဲ့ချစ်သူကြောင့် ဒီဂရိုင်းနောင်ချစ်တော်ကိုထုတ်ပြတတ်နေပြီဆိုပြီးသူ့ရဲ့အချက်ရေးကိုပရိသတ်တွေကိုအတိပေးလာခဲ့ပြီလည်းဖြစ်ပါတယ်။ပရိသတ်တွေရောညီထုတ်ခေါင်ရဲ့အချက်ရေးကို အားကျနေပြီလားဆိုတာပြောပြပေးခဲ့ပါဦး။ဟုတ်ကဲ့ပါ။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။အခြားမျိုးပညာသတင်းတွေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုကျွန်တော်တို့ page ကနေဆက်လက်တင်ဆက်ပေးမှာမို့စောင့်မျှော်ကြည့်ရှုကြဖို့မမေ့ပါနဲ့။အစောနေ့ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။